မင်္ဂလာပါခင်ဗျခါချန်နယ်ကနေပြန်လည်ကြိုဆိုပါရစေဒီကနေ့တင်ဆက်ပေးမှာကတော့ဆိုင်းသူမော်ဒယ်ဇာရေးသားထားတဲ့အောက်လန်ဘုတ်တင်အထက်လန်ဆရာအိုးဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်သွားပါမယ်ညနေအချိန်ခါကရောက်ရှိလာပြီးနေလုံးကြီးကမန်းဆွေကျူးလို့အနောက်ဘက်ကိုငုံရှုပြပွေလို့ပြီးအဲဒီအချိန်ခါမှာဒေါတော်တနီယာလဲလန်လေးမှာလူငယ်၅ယောက်ကလမ်းလျှောက်နေတယ်သူတို့အမှဘုတ်တင်တို့လူငယ်တွေစုဖြစ်ပြီးအထုပ်ထမ်းထားတဲ့တာရာကသူ့ရဲ့ဘေးမှာရှိတဲ့ဘိုးထွေးကိုအထုပ်ကိုပေးလိုက်ရင်ကနောက်ကလမ်းလျှောက်လာတဲ့ မန်ဘိုးဒင်တို့ကိုကြည့်လို့ဘိုးဒင်မင်းကဘိန်ကိုသွားမှာတော့အင်းတစ်ကိုပဲလားအဘစီကိုရင်ဝင်မယ်ပြီးတော့စပားပွဲစားခွေပြောတဲ့အထလန်ဆရာဆိုတဲ့သူကိုလည်းသတိထားအောင်ပဲအေးအထလန်ဆရာဆိုတဲ့သူတွေကလည်းလူကောင်းလူဆိုးတော်မှမခွဲတတ်ဘူးလားမသိဘူးခတ်တော့ခတ်တယ်ကိုတရရဲ့ကျိုးပါကအောက်လန်းဆရာဒါပေမဲ့မကောင်းတာတွေတော့မလုပ်ပါဘူးမတို့သိပါတယ်ဦးအောင်ကငါတို့ရွာသားတွေဒီမကဘူးဘသူကမှဒုက္ခမပေးပါဘူးဒါပေမဲ့သူ့ကိုထင်တော့မရဘူး အဲ့ဒါတော့ဘေးရမလဲကျတို့ချစ်ခင်ရတဲ့သူတွေကိုထိခိုက်အောင်လုပ်ရင်မခံဘူးခင်ဗျားတို့ထိခိုက်အောင်လုပ်ကြည့်ပါလားကြုံညင်းနေမယ်ထင်နေသလားတိပါတယ်ကွာမင်းကိုလည်းထိရဲတဲ့သူရှင်ထိကြည့်ပါလားငါတို့လည်းမခံဘူးမဘိုးတင်ကသဘောကျစွာပြုံးမိတယ်ဖေဖေရွာသားတွေကယူသားပြီးသဘောမနှောကောင်းသူတွေဖြစ်ပါတယ်ဒီအထက်မှာဒူးဒူးကြကြအခုသူနဲ့အတူတူရှိနေတဲ့သူတွေကိုပို့ပြီးတော့မှတန်ရုံးစင်ဖြစ်နေမိတယ်။ရွာသားလည်းနီးလာပြီးမို့လို့မဘိုးတင်တို့ကပြောတဲ့ပြင်းပြုံးစကားဆိုရင်ကရွာစီကိုအမြန်သွားကြတယ်။ ။ဦးအောင်ရဲ့အိမ်မှာလူစုံတက်ဆောင်ရှိနေတယ်။အင်းရှိကိုပြင်းနဲ့စပွဲတန်းရမှာမဘိုးဒင်တို့ထိုင်နေတော့စကားသနေညံစီနေတယ်။ဦးအောင်ကဟင်းခွက်ပြေးတယ်လိုက်၊ထမင်းပကံလေးပြေးတယ်လိုက်နဲ့ပဲတယောက်တည်းလုံးများနေတယ်။ခြံထဲသူတွေရာကိုပြင်းနဲ့တန်းရမှာအခန်းသင်းထိုင်ကြရင်ကဘေးဒူးနဲ့တာကြီးကဘာကြီးုံကြီးမြင်မြင်ချပြပြိုက်စားလာပြီ။ဟုတ်တယ်ဗျာ။ထမင်းလေးဟင်းလေးချက်ပြီးဒါလေးခုခတ်ရတာကိုနှိမ့်လိုက်တာ။ဟာမင်းတို့ကဘာမှလုံးမကူပဲနဲ့ငါ့ကိုအပြစ်ပြောနေတယ်။မန္တန်ကဝေနော်ဘာယူမန္တန်ကဝေ နိုင်ခွက်တည်တဲ့ပေတူးကမန္တန်ကဝေးလို့ဆိုတာနဲ့အိုးရင်မျက်နှာကအယောင်ပြောင်းပြီးဒီပါမင်းတို့ကငါရဲ့ဂျေဇုရှင်ကြီးဆိုတော့လှုပ်ပြီးရမှာပေါ့လက်စေးဖို့ရေပါခတ်ပြီးမယ်ကွာဘာကြီးတို့ကျောတို့ကကူမလို့တာမဟုတ်ဘူးနော်ဘာကြီးအောင်မဲမကူနဲ့ဆိုလို့ဒီပါကွာငါလည်းတကယ်စိတ်ရင်းနဲ့ပြောတာပါမင်းတို့ဘိုက်တော်စာနေရောပေါ့ငါမြင်မြင်လှုပ်ပြီးမယ်ခင်ငါကောင်ဒီခဏတော့တီးခံရပါတယ်အဲ့ဒီလိုအကျိုးတင်ကြောင်းနေပြောရင်ကျောတို့ကမရိုင်းဘူးကဲပါကြီးတို့လှုပ်ရှားရှေ့ဆက်လို့တော့ ဦးဦးကမဘိုးထင်တို့ကိုကြည့်နေစင်မာတာမျက်နှာကိုပြုံးထားပြီးခွဲရမှာတော့ခတ်တူးတူးနဲ့ဆေးကြီးတိုင်းထွားနေတယ်ဦးဦးကလည်းသူ့ပြည့်နဲ့သူ့မူညီနေရတယ်ဘာကြောင့်လဲဆိုတော့ဦးဦးကသူ့ရဲ့ဂျင်းစာကိုပဲပြောင်းလုပ်ပေးတဲ့မဘိုးထင်တို့အဖွဲ့ကိုကျေးဇူးတင်လို့ချက်ပြုတ်ကျွေးမွေးနေတာပါအစာပိုင်းမှာဦးဦးကိုဘယ်လိုမျိုးကူညီရမလဲမေးလာလို့စေတနာသာရာထက်သန်နေတဲ့ဦးဦးကဘာလို့ကမှမကူစီပဲနဲ့အေးအေးဆေးဆေးသာနာနေကြရတဲ့ပင်မလာတဲ့သူတွေကိုပြုစုပေးပါမယ်လို့စကားကြွန်ထားမိတယ်ဒီစကားကြားပြီးတဲ့အခါမှာဘိုးထင်တို့က ဂူလဲစားတွေကိုပြတ်ထားခဲ့ပြီးစေနာနဲ့ငယ်ပြတ်သွားခဲ့တယ်။ဒါပေမဲ့လည်းပေတူကမန္တဝေးစားကိုအမြဲတမ်းသတိပေးနေတဲ့အတွက်တော်ပါသေးတယ်။မကြာခင်မှာမောင်ဘိုးထင်တို့ကဥုံတဲခင်အခန်နဲ့ဇတာမင်းသားဝေသားစားတဲ့အမေဇွန်လာတဲ့ဟင်းတွေကိုလက်ကျန်မရှိတော့တဲ့အထိခေါင်းမဖော်တမ်းအားပေးလိုက်ကြပါတယ်။ဥုံကမောင်ဘိုးထင်တို့စားတော့ပြီလို့ပကံတွေကိုသိမ်းပူဟန်ပြနေစမှာပေတူနဲ့သားကြီးကဥုံကိုပါကြည့်အောင်ကျွတ်တူကိုသိမ်းပြမယ်လေ။ဟေးဥုံရဲ့စကားပဲမဆုံးသေးဘူးမောင်ဘိုးထင်ကအတန်ကြီးလောင်းစွာနဲ့အဘကအားလား တို့ကကိုလုံးမယ်ဆိုတာကိုရပါတယ်ပြောမလို့လားအဘကရပါတယ်ပြောလိုက်ဟိုကောင်လေးကလုံးမှာမဟုတ်ဘူးနော်အဲကောင်လေးကတခါပဲမိတာအဲ့ဒါတော့ဟုတ်တယ်မရဘူးမင်းတို့ပဲသိမ့်လိုက်ကြတော့အဲ့ဒီလိုလေလူကြီးလေးစမ်းပါပါရာချက်ပြုတ်ပြီးလဲကျွေးရသေးတယ်ပကံအတိဆေးပြရမယ်ဆိုရင်မဟုတ်တော့ဘူးမဘိုးတင်ကသူ့ရဲ့အဘပြေသူပြင်မနေတာကိုမကြည့်ရလို့ပြောလိုက်တာပါအဲ့ဒါလိုမဘိုးတင်ပြောတဲ့အခါပေတူးကမကြည့်မနေနဲ့ဟေးကအတူတူချင်းကိုမင်းကခုမှလာပြီးတည်တယ်မနေနဲ့မင်းကပါဇက်ပြောပဲမင်းကကိုလို့လားဟုတ်တယ်ပေတူး ီကောင်ကကြီးကြီးကြီးပြောနေတာသူကတော့လက်ရည်တော့မစည်းဘဲနဲ့ဘာချင်းုံခတ်ပြီးတာစောင့်နေပြီးတော့မှဟာငါအရင်ကဆိုအမြဲပဲအဖောက်ကိုကုလုံးနေကြမင်းကတော့ပြောတတ်တယ်ပြင်းလာချင်းအတူတူကိုနာမည်ကောင်းဝင်ယူနေတယ်ဘေတူနဲ့တာကြီးကမှဘိုးတင်ကိုမချင်မနဲ့စကားဆိုပြီးစားပြီးတဲ့ပကံတွေကိုတင်းဆဲကြတယ်ဒီအချင်းရကိုကြည်ရင်ကပြုံးနေသူနှစ်ယောက်ကဖိုးတူနဲ့တာရဘေတူကပကံသိမ်းနေရကဖိုးတူနဲ့တာရကိုကြည်လို့ဟေးလူတွေအငိမ့်ကြည့်နေတယ်များထင်နေသလားစားပြီးတာပြီးကိုယ်ပကံလေးကိုတော့ဆေးကြ ေးပါပြီသူရမင်းကလည်းငါတို့လာပြီးစိတ်တူနေတယ်စိတ်တူတာမဟုတ်ဘူးပြောပြတာဒီထဲမှာအစားဆုံးကခမ ्या တို့နှစ်ယောက်ပဲချက်ကာလာသားချက်ကလေးကောမလို့လက်ကလေးလှမ်းလိုက်ရင်ခမ ्या တို့နှစ်ယောက်လက်နဲ့ကိုမလွတ်ဘူးငါတို့ကကာလာသားချက်လေးကြိုက်လို့ပါကွာကာလာသားချက်လေးကြိုက်လို့ဟုတ်လားဝတ်သားပကံလေးခံမလို့စိတ်ပဲရောက်သေးတယ်ဥုံမွေးထားတဲ့တရေတွေဝင်စားသလားတော့မှထင်ရတယ်အသားတွေကြီးကော်သွားတယ်ခမ ्या တို့နှစ်ယောက်ပဲတာကြီးရဲ့ထထူးစကားကြောင့်ဘိုးတွင်းနဲ့တာတာရှက်သွားပြီးသမီးမကန်လေးကိုကင်ပြီးထားထွက်သွားတယ် ။ဓမင်းစားပြီးတဲ့အခါမှာကျန်တကာကျန်ပွားနေအချူတင်းကမမိုးတင်းကဦးဝင်းကိုစကားဆိုတယ်။အဲ့ဒါကျတို့ရွာဘက်ကိုထက်လန်းเสียဆရာအိုးဆိုတဲ့လူကြီးကလာတယ်တဲ့။သူကကျတို့လိုပညာရှင်တွေကိုတိုက်ခိုက်နေတာတဲ့။ငါလည်းသတင်းကြပါတယ်။ငါစီတော့မလာသေးဘူး။လိုင်းလည်းအတက်နိုင်ဆုံးနားလျအောင် ရှင်းပြရမှာပေါ့။ကျတို့ကကိုကိုလာမထင်ဘူးသူကမှဒုက္ခပေးတာမဟုတ်ဘူး။တကယ်လို့သူကဒါကိုနားမလည်တော့ပြန်ချရုံပဲရှိတော့တယ်။နေပေါင်းကောင်လေးရာစိတ်လိုက်မှာလို့လို့မရဘူး။တကယ်လို့သူလာမယ်ဆိုရင်ရောက်တော့ရောက်နေတည်ပြီ ငါတင်တို့ကိုဒုက္ခမပေးဘူးတင်တယ်ဒုက္ခကပေးစရာလည်းမလိုဘူးလေကျိုးတို့ကမဟုတ်တာလုံနေတဲ့သူမှမဟုတ်တာမဘိုးတင်ကဒီလိုပြောတဲ့ကဘေးမှာရှိနေတဲ့ဘူတွေကဟုတ်တယ်ဘူဒီကိစ္စအတွက်စိတ်ပူမနေနဲ့ကျိုးဘကလည်းဦးအောင်တို့အကြောင်းကိုသိပါတယ်အေးပါငါလည်းအသက်ကြီးလာပြီဆိုတော့အေးချမ်းချမ်းလေးပဲနေချင်တော့တယ်စိတ်မပူပါနဲ့ဦးဘာမှမဖြစ်ဘူးဒီနောက်မှာတော့မဘိုးတင်တို့ကအထလန်ဆရာကြီးအကြောင်းမပြောတော့ဘဲနဲ့ကျန်လမိုင်းကနေမှပွေးပေါင်းမယ့်အကြောင်းစကားပြောသွားတယ်။ဦးအောင်ကပွေးပေါင်းဒီကိုပြောပြနေတယ်။မင်းတို့မသား ။ဘွေးပေါက်တယ်ဆိုတာကနေပူချင်းပေါက်ရတာကွာ။ဂျမ်ပေါင်းတွေမှာဘွေးဆုံနေရှိတယ်။အဲ့ဒီဘွေးဆုံတွေမှာမြေလေးဖွာလာတာဖြစ်နေရင်မင်းတို့ပေါက်တူးနဲ့သာအကုန်ပေါက်တော့အဲ့ဒီဘွေးကိုပေါက်မိပြီကောင်။အဘလေဘွေးပေါက်တာများကိုဘိုးတင်းနဲ့ကိုသားလာကဘွေးပေါက်တာဆရာကြီးတွေ။ဟုတ်လား။အဲ့ဒါဆိုရင်မနေ့ပြန်သွားပေါက်။နေလဲပွင့်လောက်တယ်။ဘွေးသားမစားတာကြာပြီဆိုတော့စိတ်ချမနေ့ပြန်ကြောက်တော့ပွေးသွားပေါ့မယ်ဟိုကောင်တွေလိုက်အောင်မလားလိုက်ပါပေါ့လိုက်ပါဆိုရင်အခုအိမ်ပြန်ကြတော့မင်းတို့မိဘတွေမျောနေလောက်ပြီဖိုးတွေကသာအင်းနဲ့ပေတူကိုအိမ်ပြန်ခိုင်းနေ သူတို့ကလည်းစောကမတက်ပဲနဲ့ဘိုးနဲ့ဘိုးတွေကိုနှုတ်ဆက်ပြီးပြန်သွားကြတယ်ဒီနောက်မှာဘိုးတွေတို့ကလည်းပြန်သွားပြီးမူဦးရဲ့အိမ်မှာမှာဘိုးတင်နဲ့ဦးအောင်သာဂျန်ခဲ့ပါတော့တယ်ဂျမင်းနေခုတ်ပြီးလို့လမိုင်းထားဖို့ဂျန်ကင်းကိုမီးရှို့ရတယ်အဲဒီခါမှာမီးလောင်သွားတဲ့ဂျန်ငုတ်ဒီမှာလမိုင်းလိုခေါ်တဲ့ဂျမ်မီလေးတွေပြန်ထွက်လာတယ်အဲဒီဂျန်တော့တဲ့မှာဂျမ်မီတွေကိုကိုက်ဖြတ်စားတော့တဲ့ပွေးလူခေါ်တဲ့အကောင်လေးရှိတယ်ဒီပွေးတွေကဂျမ်မီတွေကိုကိုက်ဖြတ်စားတော့ဂျန်ကင်းပိုင်ရှင်ကအများကြီးစိတ်ညစ်ရတယ် အရိကမှာပွေးပေါက်တဲ့သူတွေကိုတချို့ဂျန်ကင်းပိုင်ရှင်တွေကခေါင်းကမမွန်ကြိုးဆိုပြီးသူတို့မှာရှိတဲ့အစာအသောက်တွေကျွေးမွေးတတ်ပါတယ်။ဂျန်တာသူတွေဟာဒီပွေးဆိုတဲ့သတ္တဝါတွေကိုအတော်လေးမျက်မှောက်ကြိုးကြပြီးကမ္ဘာရံပက်လို့သဘောထားတယ်။ပွေးကိုတချို့ဂျန်တောင်သူကြီးတွေကအလွန်တရာမုန်းတီးပြီးတော့မှသူရဲ့ဂျန်ကင်းတွေကပွေးကောင်ရရင်မွေမောင်းတတ်မှတ်ပြီးဆူချတဲ့အတီရှိမှုပါတယ်။အခုလည်းဘိုးတွင်းရဲ့တာရာဦးဆောင်ပြီးပေါတူတယောက်တည်းလက်ထမ်းလို့မဘိုးတင်တာရင်နဲ့ပြည်သူတို့ချမ်းရံကမီးရှို့ထားတဲ့ဂျန်ကင်းစီကိုရောက်လာကြတယ်။ ဘွေးပေါက်တာတော်တယ်လို့မြောက်ထားတာကြောင့်ဘုရားနဲ့တာရကရင်ခေါ်ပြီးလမ်းလျှောက်နေတော့မြောက်ကြမြောက်ကြဖြစ်နေတယ်။ဘုရားကရှိကနေလမ်းလျှောက်ရင်ကမမိုးဒီနေကိုလှည့်ကြည့်ပြီးဘွေးသားပဲကောင်ကြိုက်လေ။ချိုးတူကုန်လုံးကြိုက်တယ်။ငါကတန်းနိုင်မင်းတို့ကောင်လေးကိုဘွေးကိုမပောက်ဘဲနဲ့အရှင်ဖမ်းပြရချင်တာ။ဟာလက်ပြတ်သွားမှာပေါ့။သူ့ရဲ့ရှည်သွားနှောင်းကမရနေတာ။ဘွေးကတော့ရသလားပေါ့မယ်။ငါကြံကင်းဆိုလေဒီကောင်လေးဖြတ်စီးတာများပြီ။ဟုတ်တယ်။ငါပါဆိုလေဒီကောင်လေးကြောင့်စိတ်ညစ်နေရတာ။ဒီအကွက်ပြီးငါးကွက်တည်းသွားမယ်။ ဖိုးတင်တာရကပွေးရည်ဖြက်စီးတဲ့ဘုံကိုပြပြတယ်နေလုံးကြီးကမောတဲ့ခြင်းမလို့တော့ပူပြင်းတယ်နေရအောင်မဒီကောင်လေးတစုကပွေးပတ်ဖို့ဆမ်းပြနေတယ်ဖိုးရည်ရဲ့နောက်မှာမဘိုးတင်လိုက်ပြီးဒါရိုင်းနောက်မှာတာရင်နဲ့ပေတူတူလိုက်ကြတယ်ဂျမ်းမင်းမပေါက်တဲ့လမိုင်းခင်းတဲ့ကိုဖိုးတင်နဲ့မဘိုးတင်လမ်းလျှောက်ပြီးပွေးစုံကိုလိုက်ကြည့်နေကြတယ်နေရအပူချင်းကတော့ကိုပူပြင်းလာတော့ဖိုးတင်ကမျက်နှာကဆီးကျလာတဲ့ချွေးကိုတုတ်တယ်အဲ့ဒီချိန်မှာဖိုးရည်ကသူ့ရဲ့ရှေ့ခက်လနဲ့မှာပွေးစုံကမြေပေါ်ကိုဖွာတက်နေတာကိုတွေ့ရလို့တစ်ချက်ပြုံးပြီးအဲ့ဒီနေရာကိုခြေပေါ်နင်းသွားလို့ ဘောက်တူကိုအာကုန်လဲပေါလိုက်တယ်။အဲဒီနောက်မှာဘောက်တူကိုပြန်ပေါလိုက်တဲ့အခါတင်းရန်စဲစဲပွေးတခါကိုမြေသားတွေနဲ့တူတွေ့ရတယ်။ဖိုးတွေကအောင်းနိုင်သူပေါ်မှာပြုံးပြီးမမိုးလင်းကိုကြည့်လို့တကောင်ရပြီ။ဟိုငနာတွေကရဖို့မပေါ်သေးဘူး။ဟုတ်တယ်ကိုဘိုးတွေနေဦး။ကိုသားရတို့ဘသူနဲ့စကားပြောနေတာတို့။ဘာဖြစ်လို့လဲ။တေချာကြည့်စမ်းပါဦး။ဟိုလူကြီးကကျတို့ရွာကမဟုတ်ဘူးလား။မဟုတ်ဘူးငါလည်းမမြင်ဘူးပါဦး။ဖိုးတွေနဲ့မှာဘိုးတင်ကသားရတို့ဘက်ကိုကြည့်လိုက်တော့အသက်ကြီးနေတဲ့လူကြီးတူကလွယ်ကြီးကိုလွယ်ပြီး သာလာလို့နဲ့ရပြီးတော့မှစကားပြောနေတာကိုတွေ့ရတယ်။ဘေတုကရွာဘက်ကိုလက်ညှိုးထိုးပြလို့စကားပြောနေကြပြီးတဲ့နောက်တစိမ့်လူကြီးကသာလာတို့ကိုလက်ပြပြီးရွာဘက်ကိုထွက်သွားတယ်။ဖိုးတီတို့ကလည်းအဲ့ဒီလူကြီးကိုမမြင်ရတော့တဲ့အခါမှသာလန့်အောင်စကားဆူပါတယ်။ဟေးသာလာဘာလုပ်လဲမင်းတို့နဲ့စကားပြောနေတာ။ရွာကိုဘယ်လိုသွားလဲမင်းနေတာ။ဟေးသူ့ကိုတခါမှလည်းမမြင်ဘူးနော်။မြင်ဘူးမလားဟာသူ့ရွာကမှမဟုတ်တာ။သာလာနဲ့ဘိုးတွေစကားလမ်းပြောနေချင်းဘေတုကမှဘိုးတွေကိုအတန်ခတ်ချက်ချင်းနဲ့ဘာမှမဟုတ်ပါဘူး။မင်းပါဧည့်သည်ဖြစ်မယ်။မင်းတို့အိမ်ကိုမင်းနေတာ။ ဘာပြောလဲပေသူဟုတ်တယ်လीမင်းတို့အင်ကိုမေးလို့ငါသေးကြတော့မှလမ်းပြလိုက်သေးတယ်ဒါနဲ့မင်းတို့ပွေးပင်တကောင်ရပါလေမေမေကြီးတို့ငါပါအဲ့တယ်ရမှာလားအထလန်းဆရာအောဆိုတဲ့လူပဲဒီလူကြောင့်မင်းလည်းသိတာနဲ့အဲ့လူကထလန်းဆရာဖြစ်နေဘယ်လိုလုပ်မလဲထလန်းဆရာငါမေ့သွားလို့ကွာဘိုးတင်ကပေသူကိုဘာစကားမှပြန်မပြောဘဲနဲ့သူ့ရဲ့နားမှာရှိနေတဲ့ဘူးတွေကိုကိုဘိုးတွေပြန်ကြရအောင်ကျိုးဘကိုစိတ်မချဘူးအဲ့ဒါဆိုလည်းပြန်မယ်ကွာ ဘိုးတွေကပေါ်သူကိုပြန်ထမ်းပြီးပွေးတွေကိုယူလို့ရွာစီကိုအလင်းစလို့သွားတယ်။မဘိုးတင်တို့သွားတာနဲ့တာရာတို့ကနောက်ကလိုက်သွားကြတော့တယ်။ဦးငါအင်းရှိမှရှိတဲ့မိုက်ထရိုက်တွေကိုတပြက်စီးနဲ့လဲနေတယ်။အိမ်မှာမွေးထားတဲ့အကောင်လည်းမရှိတော့ဘဲနဲ့မဘိုးတင်ရဲ့အိမ်ထဲမှာခေါ်ထားတဲ့အတွက်ဝုံရဲ့ခြံထဲမှာရှိတဲ့သေးပင်စားပင်တွေကိုကလေးတွေမသိအောင်ခိုးကူးတဲ့အခါဦးအောင်ကပြုံးမိတာကြည့်နေတတ်ပြီးစုံငါချင်းမပြုတော့ဘူး။ဒါပေမဲ့ကလေးတွေကဦးအောင်ကိုမြင်တာနဲ့ကြောက်ပြီးထွက်ပြေးသွားတယ်။ အခုလဲမာလကာဒီခိုးခူတာကိုမိသွားလို့ကတက်ကရိုက်ထွက်ပြေးသွားတဲ့ကလေးတွေကိုကြည့်ပြီးတပြက်စီလဲနေတဲ့ဝုန်းဝန်သဘောကျစွာရှိတယ်။အရင်ကတရေတစီတွေမွေးထားတဲ့အတွက်သူ့ရဲ့ channel ကိုအခွင့်မရှိဘဲနဲ့ကလေးလူကြီးဘယ်သူမှမဝင်ရဲ။အခုလာကြတဲ့ကလေးတွေကလည်းမဘိုးတွေလမ်းပြထားရှိတယ်လို့လည်းတွေးမိတယ်။ဒီတော့မှပဲအင်ဝိုင်းအဝမှာလွယ်ကြီးသုံးကိုလွယ်ထားတဲ့လူကြီးတယောက်ကဝုန်းကို"ဟေးအောက်လန်းဆန်ကအုံးဆိုတာမင်းလား။မင်းကဘယ်သူတို့ငါနာမည်ဆရာအော်နာမည်တစ်လုံးနဲ့နေတဲ့ဆရာအော်" ငါနာမည်လဲအုံးဆိုတဲ့တလုံးနဲ့ပါပဲ။မင်းကကောင်းကောင်းမွန်မွန်လာလေတဲ့ဧည့်သည်တော်ဟုတ်အောင်မတူဘူး။ငါကဒီနေမှာမင်းတို့လိုအောင်လန်းဆုံးကွေတွေကိုအမြင့်ပြတ်နေတာ။ငါကဘယ်သူ့ကိုမှဒုက္ခမပေးဘူးဘူး။မင်းတို့ကောင်တွေကလက်ကားကောင်တွေအခုဒုက္ခမပေးသေးလေအချိန်တန်ပေးမှာပဲ။အခုမင်းအသိပြတာမင်းကငါတိုက်မယ်။သေအောင်တိုက်မှာ။မင်းကစိန်ခေါ်တော့လေငါလည်းတိမ်မော်ရီတက်ရတာပေါ့။ဦးအောင်အစကတွေးထတာကကောင်းကောင်းမွန်မွန်ပြပြဆက်ဆက်မှာပါ။ဒါပေမဲ့အထလန်းဆရာကစာတူတွေရှင်းရှင်းလုံနေတော့ဖြစ်ချင်ရဖြစ်လို့စိတ်ပန်းပြတ်ပြီး စင်ကိုရာကိုလက်ခံလိုက်တာဖြစ်ပါတယ်။ဒီအထလန်းဆရာကဦးအောင်ရဲ့စကားကိုမကြည်မနက်နဲ့တောက်ခတ်ပြီးအိမ်ဝိုင်းဝါကလက်ထွက်သွားတယ်။အထလန်းဆရာထွက်သွားပြီးမကြမီဖိုးတွင်းနဲ့တာရအပြေမန်ဘိုးတင်တို့ပေါတုကိုထမ်းပြီးရောက်လာတယ်။ဦးအောင်ကတပြက်စီဆက်လဲနေတယ်။မန်ဘိုးတင်ကဦးအောင်နဲ့ထလန်းဆရာတို့ဆုံနေပြီလို့ထင်တော့အခုအထလန်းဆရာမရှိမှသာတပြင်းကိုချပြီးဒေါ်မာတီရဲ့ဘရာရွာပြင်မှာလူစင်းတယောက်ပေတုကိုဖိုင်းမိနေတာဒီကောင်ပြောလိုက်တယ်။ချုပ်ကအဲ့လူကိုအထလန်းဆရာထင်နေတာ။ဟုတ်တယ်လေ။မင်းတို့မရောက်ခင်လေးပဲငါးစီကတော့သွားပြီ။ လာပြီးတော့ပြီဟုတ်လားဟုတ်တယ်ခေကောင်းလေးငါရဲ့အတုံးမပြရတာကြားနေတဲ့အခန်းကိုသုံးရတော့မယ်ထင်တယ်ကျုပ်ဘာကူညီရမလဲပါရတယ်ကောင်းလေးမင်းအေးစင်းနေမဘိုးရင်းကဦးအောင်ကအေးစင်းနေဆိုပြီးမဲ့သူကတော့မအေးစင်းနိုင်သူတို့အဖေရင်ထက်ပူရတဲ့ဦးအောင်ကိုဘယ်လိုမျိုးထိခိုက်မှုမှမဖြစ်စေလိုဘူးဒီရတဲ့တခုခုကျင်ရပြီဦးမယ်ဦးအောင်ရဲ့မျက်နှာကလည်းအပူရုပ်ကိုဟန်လုံနေတယ်ဆိုတာကတည်သာလုံးတာကြောင့်မဘိုးရင်းကဦးအောင်ကိုအဘကဒီလောက်တော့အပြော့ပါအဘလွတ်တော်တယ်ဆိုတာချုပ်သိပြီးသား မင်းငောင်လာမြောက်နေတယ်လားမဟုတ်ပါဘူးအဘကြောင့်ချုပ်တည်တာပေါ့အဲ့ဒါဆိုကျတို့လည်းဖွေးပြန်ပေါက်လိုက်အောင်ပဲအေးသွားကြမဘိုးတွေကဖိုးတွေတို့ကိုဖွေးပဖို့ပြန်ခေါ်သွားပြီးဖိုးတွေတို့ကနားမလည်နဲ့ပြန်လိုက်သွားတယ်ဘုံရဲ့အိမ်ကိုကြော်ပြီးရွာလမ်းမပေါ်ရောက်မှဖိုးတွေကဖိုးတွေမင်းဘကိုစိတ်မချလို့ဆိုအခုတော့ဘာလို့ပွေးသွားပေါက်ပြန်တာလဲမဟုတ်ပါဘူးအဘကျတို့ကိုသိစေချင်မှသိမပေါ်ဘူးအဲ့တော့ကျတို့ကတပတ်တလန်းကနေအဖအကိုကာကွယ်အောင်ကြိုးစားမယ်။အဲ့တော့ရွာတွေကအောင်တန်းတို့မောင်မြင့်တို့လိုမယ်။ ရွာထဲကကောင်းတွေကိုအကုန်လိုက်ပြောမယ်။ဟိုထက်လန်းဆရာကိုတွေ့ရင်ကျိုးတို့ကိုပြောဖို့။အေးမင်းချက်မဆိုးဘူး။ငါကကိုမင်းတော်ကိုသွားပြောလိုက်မယ်။ကောင်းတဲ့ကိုတွေ့။ငါကဂျိုးသိန်းကိုသွားပြောမယ်။ဒီကောင်ကတော်တဲ့အမြဲတွားနေတယ်ဆိုတော့ဒေါ်ဘတ်ဆိုဒီကောင်သိနေတယ်။ဒီနောက်မှာပေတူးနဲ့တာအေးကရွာထဲကရွေတူအပေါင်းသိန်းနေစီကိုသွားပြီးထက်လန်းဆရာရှိနေမယ့်နေရာကိုစုံစမ်းကြတယ်။မမိုးရင်းကဦးရဲ့အိမ်ကိုပြန်ပြီးမသိသလိုဟန်ဆောင်နေပါတော့တယ်။ညချင်းကိုရောက်ရှိလာပြီးဦးကအိမ်မို့တက်သွားပြီးသူရဲ့ခန်းကြီးတက်ကိုဝင်လို့ဂျုံးစင်တခုနောက်ကိုသွားလို့ ုပ်ထားတဲ့ပေးစာကိုဆွဲလိုက်တယ်။အဲဒီကကျွန်းစင်းကြီးပေါ်မှာလူယောဂဘာဝင်မျိုးစုံလာတဲ့စီးရင်တွေကိုဦးဝုံကိုင်းတဲ့လက်ကမိခွဲလင်းအောင်အောက်မှာအထင်းသားပေါ်နေတယ်။အဲဒီနောက်တော့ဦးဝုံကဆင်ဘောကမိတန်ကိုမိကြီးလိုက်ပြီးအဲဒီအစဉ်ရှိမှာတင်မလီကွေထိုင်လို့ထိုင်လိုက်တယ်။မဘောတင်ကဦးဝုံနားကိုကတ်သွားကြည့်ဦးဝုံကအတမမာနဲ့ဟန်တားတယ်။ဘိုးတင်မင်းအထဲဝင်မလားနဲ့။ဘာလို့လုံးပါ။ကျုပ်ကကိုညီနေတာရှိရင်ကိုညီဖို့မင်းအိမ်ကိုပြန်နေငါ့အိမ်မတက်မလားနဲ့။အဖသတင်းစံတဲ့စကားကိုပြောမနေစမ်းပါနဲ့။ โอเคဒီထဲမဝင်စေခြင်းလည်းမဝင်တော့ဘူးကျုပ်ကဘိုးတို့စီပဲသွားတော့မယ်လေးကောင်းတယ်ဦးအောင်ကမဘိုးတင်ထားသွားတယ်အခဏခါကိုပိတ်တယ်မဘိုးတင်အင်းရောက်ရောက်တဲ့ကပေတူးနဲ့တာအေးကရွာထဲကအောင်စန်းနဲ့ဆိုးပြီးလို့အမိရတဲ့သူတို့နဲ့ရွယ်တူကောင်လေးညောက်ကိုအင်းထဲကိုခေါ်လာလာတွေ့ရတယ်ပေတူးကဘိုးတင်ကိုမြင်ပြီးစကားပြောမိကြတဲ့ကပေတူးမပြောသေးနဲ့ဦးငါရင်သွားကြမယ်ဟိုလူလေးလည်းအဲ့မှာရောက်နေလာပြီကဲဘိုးတင်သွားမယ်မဘိုးတင်တို့အုပ်စုကဦးအောင်ရဲ့အိမ်ဝိုင်းပြင်ကိုထွက်ပြီး မောင်နှမတွေကလမ်းဖြစ်ပြီးမဲ့ကျင်းသားရနေပြီဖြစ်တဲ့ခေါင်းလေးတွေကတော့ရွာစုံမှာရှိတဲ့မောင်မိုးတင်အိမ်ကိုထွက်သွားကြတယ်။အိမ်ကိုရောက်တဲ့အခါဘိုးတွင်းရဲ့တာရာကရင်းနှီးစီမိခွက်ကိုထုံးညိပြီးသူတို့လာကိုစောင့်နေရရှိတယ်။ဘိုးတွေကမောင်မိုးတင်တို့အနောက်ကိုရောက်တဲ့အခါဟဲကောင်လေးအချင်းကြီးဘလို့ရှိလဲ။အောင်သန်းနဲ့စုပြပါပါလားသလား။ဟုတ်တယ်ဒီကောင်လေးပြောပြလိုက်မယ်။ပေတူရဲ့စကားဆုံးတော့အောင်သန်းကသူ့ရဲ့အတန်လေးလေးကြီးနဲ့စကားဆိုတယ်။ငါတို့လူစိမ့်လူကြီးကိုတွေ့တယ်။သူကရွာရှိပိုင်းကအထန်လန်းလို့လို့ဘာလို့လို့ဦးသားတို့ရဲ့အိမ်ပေါ်တက်သွားတယ်။ အကြာကြီးစောင့်ကြည့်နေတာပြန်မစင်းလာဘူးဒါဆိုရင်ဒီလူကြီးကဥသာတော်အိမ်မှာနေတာပေါ့ဥသာတော်ကလည်းအထက်လန်းဆရာဆိုတော့အတော့ကိုသဘောကျတာဟုတ်တော့ပါလေဟုတ်ပါလေဗျာကျုံမျက်စိနဲ့မြင်တာပါမင်းကလည်းစကားပြောရင်တော်တော်လက်လက်ပြောစမ်းပါကျုပ်ကအစကလေးကဒီတိုင်းပဲလေအေးတိပြီခဲဘူးတယ်မင်းဘယ်လိုလုပ်ချင်လဲစဘာပွဲစားခွေတောင်ထွက်ပြေးရတယ်ဆိုတော့ကျုပ်လည်းနိုင်မဲပုံမပေါ်ဘူးငါလည်းအဲ့လိုပဲထင်နေတာခဲဘီတူနဲ့တာကြီးမင်းတို့ကငါးပါးကိုစောင့်ကြည့်အောင်တဲ့နဲ့ဇိုးဘီကိုဘယ်လိုလုပ်မလဲကိုဘူးတွေ ပြန်ခမ်းလိုက်တော့ဟိနောက်နေ့မှဒီကောင်တွေကိုပွေးသားချက်ကြည့်မယ်အောင်သားနဲ့ဇူဘီကဘိုးရဲစကားကြားတဲ့ကဝမ်းသာသွားပြီကျတို့ပြန်တော့မယ်ပွေးသားတကယ်ကြည့်မနော်အေးပါအောင်သားရအိမ်ကိုတန်းပြန်ကြလာအောင်သားကခေါင်းကိုညှိပြပြီးဇူဘီနဲ့တူထွက်သွားတယ်ဒီနောက်မှာပေတွင်းနဲ့တာအေးကလည်းဦးရဲ့အိမ်ကိုထွက်သွားပြီးတော့မှခြံထဲသူတွေကရွာရှိပိုင်းမှာရှိတဲ့ဦးသားရင်းအိမ်ကိုသွားနေကြတယ်တိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းထဲမှာဦးရဲ့မန်တန်ရွာသားကပေါ်ထွက်လာတယ်ပေတွင်းနဲ့တာအေးကအဲ့ဒီအခန်းမှာညင်ပြီးတော့ဦးရဲ့ချင်းတွေကိုခဲခတ်နေတယ် မကြသောအချိန်မှာဦးအောင်ရဲ့အသက်ရှူတံကအရမ်းနာပေါ်ထွက်လာပြီးအသက်ကိုပင်ခရင်စွမ်းနဲ့ရှူနေရတယ်ဗဇက်ကလည်းအဆောင်တွေငါရင်ကိုနက်ဘလူးတွေမလာစင်းနဲ့တားထားဒါထားစမ်းဦးအောင်ကဒီလိုပြောပြီးမန်တန်ကိုသာဆက်ရွံ့နေတယ်တော်တော်ကြာတဲ့ခါမှာအသံခတ်တူတူနဲ့ညင်းညူတယ်ပေတူးနဲ့တာအေးတို့ကလည်းဘာလို့လို့ဘာခံရမလဲမသိအောင်ဖြစ်နေတယ်ရွာရှိပိုင်းကဦးသားတို့ရဲ့နေမှာတော့ထလန်းဆရာကြီးကအေးဦးကမှာစပွဲတစ်လုံးကိုချပြီးအဲ့ဒီစပွဲပေါ်မှာငှက်ပြောပွဲအုံပွဲနဲ့ရုံနဲ့တခြားအမျိုးမျိုးမသိတဲ့အယုတ်တွေချထားလို့ ဒင်မလီဝေတိုင်းနေတယ်ဒီတော့မှအင်ဘဝကဖိုးတွင်းနေတာတာတက်လာတာကိုအင်ရှင်ဥသာတော်ကမြင်တဲ့ကဖိုးတွင်းနေတာတာမင်းတို့ငိုင်းကိုဘာလာလောက်ကြတာတော့ဧည့်သည်ရောက်နေတဲ့ကြားလို့ကျို့တို့ကိုဘာများခိုင်းစရာရှိမလဲသိချင်လို့လာတာဘယ်မှလဲဧည့်သည်သူကအထက်လန်းစရာငိုင်းမှာတဲပြရစီလို့ဆိုလို့တဲခိုင်းတာအခုအင်ဦးကမှဘာတွေလုပ်နေမှမသိဘူးဘာကြီးတာတော့ဟေးဘုရင်မင်းမပါလာသလားဟုတ်တယ်ဘာကြီးနဲ့ကျို့အဘကရညှို့ရှိလားကိုုံးနဲ့ငါကအဆင်ပြေပါလေ မင်းကလည်းစကားဆန်းနေလားပြောနေတယ်။ကျိုးဘကဘသူကိုနင့်အောင်လှုပ်ဘူးလေ။ဘသူမှမလှုပ်ဘူးပါဘူး။ကျိုးဘအခုဘာချင်းရောက်နေတဲ့လူကြီးကနှိမ့်ဆက်နေတယ်။ဟာမဟုတ်တာ။သူကအိမ်ဦးခန်းမှာထိုင်နေတာ။မင်းဝင်သွားမေးကြည့်သူဘာလှုပ်တယ်လဲဆိုတာ။ဦးသားတော်ကသူ့ရဲ့အိမ်ပေါ်တက်လာတဲ့ဖိုးတွေးတာရနဲ့မဘိုးတင်တို့ကိုတလဲစီကြည့်ပြီးအိမ်ဦးခန်းမှာပွဲပြီးထိုင်နေတဲ့ထလန်းဆရာကြီးအနာကိုတို့လို့ဆရာရောကျုပ်ဆရာကြီးကိုတခါမှမမြင်ဘူးပဲအထလန်းဆရာဆိုတာနဲ့ပဲ။ ကြီးကြီးပြူပြူလက်ခံပြီးအဲဝတ်ကြည့်တယ်နော်ဟုတ်ပါပြီနောက်မှပြောပါဒီကောင်ကိုရှင်းလိုက်အောင်မေနေပါအောင်ဘယ်ကောင်ကိုရှင်းနေတာလဲဒီကောင်စီကိုနက်ဘလူးလွှတ်ထားပြီဒီကောင်ခံရတော့မယ်နေပါအောင်ဘသူ့ကိုလုံနေတာလဲဆရာဟောဘသူရှိရမှာတော့ဒီဘာကအောက်လန်းဆရာငအောင်ကိုပေါ့ဟမ်ဦးစားတော်ကအဲ့တလူစားပြောနိုင်ပြီးမဘိုးတင်ကိုလှည့်ကြည့်လိုက်တယ်မဘိုးတင်ကအချိန်ဆန်းခြင်းမရှိဘဲနဲ့အထက်လန်းဆရာကြီးရဲ့ရှိကစပွဲပိုင်းကိုအားနဲ့လှမ်းပြီးမှောက်တယ်မတင်မထားတဲ့ပြေကြောင့်ထက်လန်းဆရာကြီးကမဘိုးတင်ကိုကြည့်ပြီးတောက်ရစ်ချက်ခောက်ကား သူရဲ့လွေတွေကတခုခုကိုထုတ်နေစင်မှာဖိုးထွင်းတဲ့တာရာကထလန်းဆရာကြီးကိုဝင်လုံးချုပ်ထားတယ်။အားကောင်းမောင်းတဲ့လူငယ်နှစ်ယောက်ရဲ့ချုပ်ထားမှုကိုထလန်းဆရာကြီးမယုံနိုင်မင်းနဲ့ဦးစာတုံးကိုခမရလည်းထလန်းဆရာမလားကျုပ်ကကူညီလေးလို့လန့်အော်တယ်။ခမရကကျုပ်ရွာသားကိုထိကောင်လောက်တာကိုဘသူကိုတော့ကျုပ်ဘသူကိုလှုပ်လို့လေကိုအုံးကိုခမရပညာနဲ့တိုက်နေတယ်မလား။သူကအောက်လန်းဆရာလေးခမရရွာသားလို့တတ်မလို့မရတော့ဘူး။တော်စမ်းပါကျုပ်ငငယ်ကလေးကဒီရွာမှာနေလာတာ။ကိုအုံးကြောင့်ကျုပ်တို့ရွာတစ်ခါမှဒုက္ခမရဘူး။ အောင်လန်းပညာတွေကဘယ်တော့မှမကောင်းဘူးပညာမကောင်းတာကျုပ်လက်ခံတယ်လူကကောင်းနေတာမင်းပြောတော့အထက်လန်းဆရာဆိုအခုတော့ဘလို့ဖြစ်တာလဲဦးသားတော်အထက်လန်းဆရာဆိုတာအမှန်မှန်ခွဲထားရမယ်မလားငါနဲ့မတူလို့ငါရန်သူလုံးနေလို့မရဘူးဒီပညာတွေကလူတွေကိုဒုက္ခပေးလားဆိုးသွမ်းလားဆိုတာကိုသိချာသိမှအဲ့ဒီပညာတွေကိုဆုံးမရမယ်မလားခမားလုံးနေတာကမဟုတ်သေးဘူးအထက်လန်းဆရာကျင့်ဝတ်နဲ့ညီရလားကျုပ်ကတော့မထင်ဘူးဦးသားတော်ရဲ့စကားကြောင့်ထက်လန်းဆရာကြီးကငင်းငင်သွားတယ်ဒီနောက်မှာဆင်မကောင်းတဲ့လေတဲ့ ဒါဆိုရင်ကျုံမြင့်မလေးပညာနဲ့အတိုက်ခံပြီးတည်တာကတော့ဘလို့တရားမျှတမှုပြီးမှလည်းပြောစမ်းမအောင်ဆရာကြီးမနေပြီကျုံနဲ့ကျုံဘကအောက်လန်းဆိုပြီးမှဘသူ့ကမှဒုက္ခမပေးဘူးထလန်းစရာမဟုတ်ပြီးမှအချို့တရေဝင်ပူးတာတွေဘာတွေကိုထုတ်ပေးပြီးလောက်ကင်စားနေတာကျောတကူသိချင်တယ်ဆရာကြီးရဲ့မျိုးကိုသိစေတဲ့ပညာတွေကိုဆရာကြီးမဖော်နိုင်ခဲ့ဘူးလားငါဖော်နေတာပဲဘလို့မှဖော်မရဘူးဒါကြောင့်ငါပညာသရီအကုန်လုံးကိုဆုံးမပေးဆိုပြီးထွက်လာတာအဲ့ဒါဆရာကြီးမှားတာပဲ ကျိုးတို့ကိုယုံနေဆိုရင်ဆရာကြီးမျိုးကိုပြူစားတဲ့ပညာတွေကိုရှာပေးခြင်းတယ်လက္ခဏာမလားဆရာကြီးတလန်းဆရာကြီးကခလေးသားသားမှမိုးတင်စကားကိုအလေးမထားတော့ပဲမနေဘူးအခုအိမ်ပေါ်မှာရှိနေတဲ့သူတွေကိုကြည့်ရတာကယူသားသူတွေဖြစ်တယ်ဆိုတာကိုသူသိတယ်စောစကားဥသာရုံပြောတဲ့စကားတွေကလည်းမှန်နေတော့အမှန်တကယ်ပြူစားတဲ့ပညာတွေကိုသူပို့ပြီးသိချင်လာတယ်ဒါကြောင့်ခေါရိုးတင်မြင်ဖြစ်နေတော့မှအခုချိန်မှာဆွဲရမှာပဲလို့တွေးပြီးမှမိုးတင်ရဲ့စကားကိုခေါင်းညှိပြီးလက်ခံလိုက်ပါတယ် ခုတင်ဆက်ခဲ့တဲ့ဝတ္ထုကိုဒီနေရာလေးမှာခေတ္တရန်နာလိုက်ပါတယ်ဒီကနေ့တင်ဆက်တဲ့ဝတ္ထုကတော့အောက်လန်ဘိုးတင်တဲ့ထက်လန်ဆီယာအိုဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ကလေးကိုလည်း like and subscribe လုပ်ထားပေးပါဦးဘေးနားက notification လောက်လည်းနေပေးထားပါဦးခင်ဗျာနားဆင်ပြီးတော့ကျေးဇူးများတင်ပါတယ်